ဒီနေ့တော့ကျွန်တော်တို့ပေါင်းစပ်ကိရိယာဆိုတာဘလို့စကားလုံးကိုပြောတာလဲကိရိယာစကားလုံးနှလုံးပေါင်းလိုက်ရင်ပေါင်းစပ်ကိရိယာဖြစ်သွားလားဆိုတော့ကျွန်တော်တို့ညင်းတယောက်မိထားတဲ့မိခုံကိုတခြားလေးပြန်ပြပြချင်တယ်ဘောနော်ဆိုတော့ဒီနေ့သင်ခန်းစာကပေါင်းစပ်ကိရိယာဆိုတဲ့အကြောင်းသင်ရမှာပေါ့ကိရိယာရှင်းရှင်းပေါင်းတာမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်သိရမှာပေါင်းစပ်ကိရိယာဆိုတာအတိတ်ပြီရှိပြီးသားစကားလုံးနှလုံးရှိမယ်သုံးမဟုတ်သုံးလုံးရှိမယ်လေးလုံးလေးရှိကောင်းရှိနိုင်တယ်ဘောနော်အဲ့ဒီအတိတ်ပြီရှိပြီးသားစကားလုံးတစ်လုံးအထက်ပေါင်းလိုက်တဲ့အခါမှာနောက်ထပ်အတိတ်ပြီတစ်ခုပြောင်းလဲသွားအဲ့ဒါကိုပေါင်းစပ်ကိရိယာလို့ခေါ်တယ် ဆိုတော့ပေါင်းဆက်ကိရိယာမဟုတ်တာကဆိုလို့ရှိရင်ကျွန်တော်ရှိကဗီဒီယိုတွေမှာလည်းရှင်းပြထားဖို့ရပေါ့နော်ပေါင်းဆက်ကိရိယာမဟုတ်တာကကိရိယာနှလုံးပေါင်းလိုက်တယ်သူတို့အတိတ်ပဲတိုင်းမပြောင်းလဲနေထွက်တယ်အဲ့ဒါကြတော့ကိရိယာရှင်းရှင်းပေါင်းတာအခုကကြတော့ပေါင်းဆက်ကိရိယာပေါ့နော်စကလုံးနှလုံးပေါင်းလိုက်တယ်တခြားအတိတ်တွေကိုထွက်သွားဆိုလစ်လာကြမယ်အဲ့ဒါမှတ်တယ်နော်ပေါင်းဆက်ကိရိယာဆိုတာစကလုံးနှလုံးပေါင်းလိုက်တယ်အတိတ်ပဲရှိပြီးတော့စကလုံးနှလုံးပေါင်းလိုက်တယ်နောက်ထပ်အတိတ်တွေကိုထွက်သွားအဲ့ဒါကိုပေါင်းဆက်ကိရိယာလို့ခေါ်တယ်ဆိုတော့ဂယုစိတ်တယ်မြန်မာစကားနဲ့ဂယုစိတ်တယ်ဂယုစိတ်တယ်ထိုင်လို့ဒူလေ ดูแลกิ้วใส่ดิดูแลกิ้วใส่ดิอ่ะปองแซกกริยาด่าปองแซกกริยาวะเนาะสรุปดิสกาลงก็บาเนบาเนปองท่าเลยสรุปရှင်ดูจี้เดดูจี้เดแลซ้องจี้เดแลซ้องจี้เดซ้องจี้เดเนี่ยจี้อยู่ปองได้คามาดูแลดูแลสรุปရှင်กิ้วใส่ดิโลเดไปยาปองแซกกริยาวะเนาะนะตะลงอ่ากระดิติ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 เนาะสรุปရှင်แท้หนอบาเพราะฉะนั้น รักษาคำพูดรักษาคำพูดปารดปองราลสุรชีรักษารักสุราชิดเดรักษาสุรชีสาธุนบอลนั่นแหละรักษาสุรชีกู้ซาเลยเราได้บยา กู้ซาเลยตอนนี้อาเปนทิ้งทิงเลยเราได้บยาเลยรักษาคำพูดสุราคำสุราสกลงพูดสุราสกัดพูดอันนี้นักบอลเลยก็คำพูดสกลงเด้บยาสุรักษากู้ซาเลยคำพูดสกลงอันนี้นักบอลเลยเด็กอาจารย์ รักษาคำพูดสกาวทิ้งทิ้งไปเลยกระดิ่งติดเวยไปจ้าวเนาะส่วนนั้นต้องเท้าแข่งเลยท่าแข่งสุรศรีรับรอง รับรองเท้ากันไปแล้วเดียวเดียวเท่ากันไปแล้วเนาะเราเท้าแข่งเลยเราโคเลยรับรองรับจนเล็กแข่งเลโจสวยส่วนสกาวรองเอาก็แข่งเลตะคู่กูโอแตะคู่กูโอชาได้กันมาเอาก็คู่แข่งไปอ่ะไอ้เราไม่โอ้โหโคเราเนาะรองสวีดอน so rap ne rong ne pong le kha rap long phi do a da le khan de do de ya ba no ama khan pe le khan pe le rap long na to no na to no ga tan wen yu le tan wen yu le ta khu khu phi do ni tan wen yu pe le bo a da ho rap pit job so we call rap pit job tan wen yu le tu saka ko ba ne pong tha le so lo shin rap le khan ne so la saka long ka ri ya ba le rap le khan ne pit ma de pit ma de so la saka long ba de ชอบชอบชอบในี่เต็ดเลยใจนี่เต็ดเยสุดเลยสกลงไปสุดแล้วเล็แค่ไหนมาเลยใจนี่เต็ดเยปองเลยเนาะรับผิดชอบสุดเลยตามวันอยู่เลยเราได้ไปยาวอ่ะอะไรปองเสกกียาวเนาะสุดนั่นค่ะมันแกนเลยสุดมันแกนเลยสุดเลยสกมันแกนเลยสุดเลยสกถูกต้องมากกถูกต้องมันแกนเลยถูกต้องสุดบาร์ได้ปองท่าเลยสุดเลยถูกสุดละแมนเอาเนาะถูกแม่เนี่ยเจ๊ชูเลยสัตว์เพียงพอ တောင်းဆိုတာလိုအပ်တယ်တောင်းဆိုတာလိုအပ်တယ်ဆိုအဲ့ဒီနှလုံးပေါ်လိုက်တဲ့ခါမှာသူတောင်းဆိုလို့ရှိရင်အဲမှန်ကန်တယ်လို့အတိပြရတာပေါ့နော်โอเคနောက်တစ်လုံးနားလေတယ်နားလေတယ်ထင်လို့ဆိုရင်ခောက်ကြိုင်ခောက်ကြိုင်နားလေတယ်ဆိုအဲ့ဒီစကားမှာခောက်ဆိုတာဝင်တာခောက်ဆိုတာဝင်တာဆိုနောက်တစ်လုံးကကြိုင်ကြိုင်ဆိုတာစိတ်နှလုံးကိုပြောတာပေါ့နော်အဲ့ဒီနှလုံးပေါ်လိုက်တဲ့ခါကျတော့ခောက်ကြိုင်ဖြစ်သွားတယ်နားလေတယ်အတိပြရနောက်တစ်ခါ တတိယရတယ်တတိယရတယ်ဆိုလို့ရှင်ထင်တော့ခစ်ထင်ခစ်ထင်တတိယရခစ်ထင်တတိယရဆိုလို့ရှင်ခစ်ဆိုတာစဉ်းစားတယ်ခစ်စဉ်းစားတယ်တွဲခိုတယ်တွဲချက်တယ်နော်ခစ်စဉ်းစားတယ်တွဲခိုတယ်တွဲချက်တယ်ဆိုတော့ထင်ဆိုတာရောက်ရှိတယ်ထင်ရောက်ရှိတယ်အတိပ္ပယဆိုတော့သူတို့နှလုံးပေါင်းလိုက်တဲ့အခါမှာခစ်ထင်တတိယရစဉ်းစားမှုနဲ့တွဲခိုမှုနဲ့ရောက်ရှိသွားတယ်ပေါ့တတိယရပေါ့အဲ့လိုပြောတယ်ပေါ့နော်ခစ်ထင်ဆိုပြီးသုံးသွားတယ်ဆိုတော့နောက်တစ်ခါ ပေါင်တယ်ဆိုတဲ့စကားပစ္စည်းပေါင်တာလေပစ္စည်းသွားပေါင်တာပေါင်တယ်ဆိုတဲ့စကားခိုင်းလို့ဆိုလို့ရှိရင်ဂျမ်နမ်ဂျမ်ဘာသာပြန်တယ်နမ်ဘာသာပြန်တယ်ဂျမ်နမ်ဘာသာပြန်ပြီးပါနော်ဂျမ်နမ်ပေါင်နန်တယ်လို့အတိတ်ပြောရတာပေါ့နော်ဘာစကားလုံးနဲ့ပေါင်းထားလို့ဆိုလို့ရှိရင်ဂျမ်မတ်ထားတယ်တခုခုကိုစိတ်ချင်းမှမတ်ထားတာဟောဂျမ်လို့ခေါ်တယ်ဂျမ်မတ်ထားတယ်နောက်တစ်လုံးနမ်နမ် no am nam nam ဆိုတာဥဆောင်တယ်ဥစည်းဥဆောင်မှုပြုတ်တယ်အဲ့ဒါကိုနမ်လို့ခေါ်တယ် ဖူနမ်ဆိုခေါင်းဆောင်အဲ့လိုတွန်းလို့ပေါ့နော်နမ်ဆိုတာဥဆောင်တာဆိုတော့အဲ့ဒီနှစ်ကောင်ပေါင်းလိုက်တဲ့ခါမှာဂျမ်နမ်ဂျမ်နမ်ဆိုလို့ရှိရင်အဲ့ဒါဟာပေါင်းတယ်ပစ္စည်းပေါင်းတာဖြည့်သွားပေါင်းနိုင်တယ်ပေါ့နော်အဲ့လိုတိပြရတယ်ဟုတ်ကဲ့တဘောတူတယ်တဘောတူတယ်ဆိုတာစကားတဘောတူတာဟောတော့လုံးခေါ်တယ်တော့လုံးတော့လုံးတဘောတူတယ်ဆိုတော့ဘာတွေပေါင်းတတ်တာလဲဆိုလို့ရှိရင်တော့ကြောက်ကြတယ်ကြွေကြတယ်တော့ကြောက်ကြတယ်ကြွေကြတယ်လုံးလုံးအောက်ဆင်း အဲ့ဒီနှလုံးပေါက်လိုက်တဲ့ခါမှာတော့လုံးဆိုပြီးတိပေးရအဲ့ဒါဟာသဘောကျူတယ်လို့တိပေးရတော့ပေါ့နော်ဆိုတော့နောက်တစ်ခါဂတိပြုတ်ရယ်ဂတိပြုတ်ရယ်ပေါ့နော်ဂတိကဝဲပြုတ်ရယ်ဂတိပြုတ်ရယ်အာမခံတယ်ပေါ့အဲ့ဒါကိုဘာခေါ်လဲဆိုလို့ရှိရင်ရပ်ပါရပ်ပါရပ်ပစားပေးတဲ့ပါကာတာလေးနဲ့ပေါ့နော်ဆိုတော့ရပ်ဆိုတာလက်ခံတယ်ကြိုဆိုတယ်လို့တိပေးရတယ်ပါဆိုတာကတော့ပစားပေါ့မြင်တော့ပစားပေါ့နော်ဆိုတော့ရပ်ပါဆိုလို့ရှိရင်ဂတိကဝဲပြုတ်ရယ်အဲ့လိုတိပေးရတယ်ပေါ့နော်အာမခံတယ် လို့တည်ပြီးရဆိုတာတွေဟာကျွန်တော်တို့အဲပုံစံစကလုံးတွေအဲပုံစံကရိယာလေးတွေဖြစ်တယ်ပေါ့နော်ကရိယာအချင်းချင်းပုံထွက်တာမဟုတ်ဘူးပုံစံကရိယာဖြစ်တယ်အတိတ်ပြီးရှိပြီးသားကရိယာနှလုံးပေါင်းလိုက်တဲ့အခါနောက်ထပ်အတိတ်ပြီးတခုပြောင်းလဲသွားတယ်အဲ့ဒါကိုပုံစံကရိယာလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ပုံစံကရိယာမဟုတ်ဘူးဥပမာအပြင်အတောင်းပေးတယ်ဆိုလို့ရှိရင်တောင်းတာကခေါ်ပေးတာကဟန်ခေါ်ဟန်တောင်းပေးတယ်တောင်းပေးလို့ပါတယ်ပြန်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါဟာကရိယာအချင်းချင်းပုံတာဒါပေမဲ့တောင်းပေးတယ်လို့မပြန်မင်းနဲ့ခေါ်ဟန်ကိုစူတောင်းပေးတယ်လို့ပါတယ်ပြန်လို့ရှိရင်အဲ့ဒါဟာပုံစံကရိယာဖြစ်သွားရော စအတားလေးတွေတူတူရှာရှာခုခေပြပြတီးဖို့လိုတယ်ပေါ့နော်โอเคငါထပ်သင်ခန်းစာမှာဒီတက်ကောင်းလာလေးနဲ့ပြန်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်